ရဟန်းတို့တဲ့ဟောဒီလောကကြီးမှာကိလေသာခတ်သိမ်းငိမ့်တော်မူတဲ့အရဟံဂုံရှင်တရားလုံးစုံကိုတည်တော်မူတဲ့တမ္မာတမ္ဗုဒ္ဓဂုံရှင်အဲ့ဒီတထာဂတဆိုတဲ့ရှင်ဘုရားတို့နေတို့ကြွလာတော်မူခြင်းကောင်းတော်မူတဲ့မြတ်စွာဘုရားလောကကြီးမှာဖြစ်လာပြီးပွင့်လာပြီးပေါ်လာပြီးဆိုတာနဲ့လောကကြီးမှာအံ့ဩပွေရာနော်လက်ဖြစ်တည်း၍အံ့ချီးပွေရာမဖြစ်စဘူးထူးခဲတဲ့အရာ၄မျိုးဖြစ်လာတယ်တဲ့ နော်တနည်းအားဖြင့်မြတ်စွာဘုရားရဲ့အံ့ဩဖို့ရာဂုံလေးမျိုးပေါ့ဟုတ်လားအဲ့ဒီအံ့ဩဖို့ရာဂုံလေးမျိုးကဘာတုံးဆိုတော့သူကြတော့ပေးတဲ့ပုံသူတော်မလို့စဉ်းစားစရာလေးတွေနဲ့ရှင်ပြီးတော့မြတ်စွာဘုရားကဟောတယ်။ဘာဟောတုံးဆိုတော့နံပါတ်1အံ့ဩဖို့ရာကအာလယရမဘိခဝေပဇာအာလယရတအာလယတမုဒိတာသာတထာဂတိနအနာလယဓမ္မေဒေတိယမာနေတုတ်တုတတိသောတံဩရဟတိအညာစိတ်တံဥပဒမင်တိတဲ့အရိဗေကဘာပြောတုံးဆိုတော့ အယံပဇာဟောဒီတတဝအပေါင်းတို့သည်အာလျာရမကာမဂုဏ်၅ပါးလျင်ပြောရာရှိတယ်တဲ့တတဝရရဲ့သဘောကိုအရင်ပြောပြတာနော်တတဝရဆိုတာကာမဂုဏ်အာယုံ၅ပါးမှာပျော်နေကြတယ်သူတို့မှပျော်စရာဆိုလို့အကြံဉာဏ်ပြောရရင်ဒါပဲရှိတယ်ဆိုတဲ့အဓိပ္ပာယ်အာလျာရမဒီကာမဂုဏ်အာယုံ၅ပါးမှာပျော်ကြတယ်အာလျာရတာဒီ၅ပါးနဲ့ဆိုလို့ရှိရင်စိတ်ထဲမှာအလွန်မှနှစ်ချိုက်တယ်မွေးလျော်တယ် အာလယတံမူရိတာဒီ၅ပါးနဲ့သာနေရမရှင်အလွန်မလည်းပဲဝမ်းမြောက်ဝမ်းသာ ရှိတယ်တဲ့ဟုတ်ရဲ့လားဆိုတာကိုယ့်အခြေအနေလေးကိုပြန်ပြီးတော့စီစစ်ကြည့်ရင်ညင်းစရာတော့ရှိမယ်မထင်ဘူးနော်အာယုံ၅ပါးဆိုတာဘေးသဘောင်တရားတော်အလုံးသိရတယ်နော်ယူပါယုံတတ္တယုံကန္နာယုံရတ္တယုံဖောဒဘယုံနော်တရားနာနေတဲ့ဘေးသက်တွေထဲမှာလူငယ်တွေရဲ့မျက်နှာတွေမြင်နေရတော့တချို့နေရာလေးတွေဥစဉ်ကတီးပီးသားဖြစ်ပေမလို့အသေးစိတ်ပြောကျင်နေတယ်ဟုတ်လားအေး အဲ့ဒီအစင်းမျိုးစုံအတန်မျိုးစုံအနတ်မျိုးစုံအရသာမျိုးစုံအတွေ့အထိမျိုးစုံဒီကာမဂုဏ်၅ပါးရဲ့ပုံမှာတရားသမားတို့ဦးရှင်တို့တတ်တော်တွေဟာဘလောက်မွေးလျော်နှစ်ချိုက်ပျော်ပိုက်ပြီးတော့နေတယ်လဲဆိုတာလေဒါလေးကိုတည်တည်ချာချာစဉ်းစားမိဖို့လိုတယ်အဲ့ဒါမြတ်စွာဘုရားကတော့ဒီမှာပြောထားတယ်တတ်တော်တွေဟာဒီကာမဂုဏ်၅ပါးမှာ ပြောကြတယ်ဒါနဲ့ဆိုရင်နှစ်ချိုက်တယ်ဒါနဲ့ဆိုရင်ဝမ်းသာတယ်အဲ့ဒါလို့ဒီမှာပြောနေတဲ့တတ်တော်ကဘိုးတဲ့တတ်တော်တွေကို တာတထာဂတိနအနာလေဓမ္မေတိတိယမန္တိအဲ့ဒါမြတ်စွာဘုရားကအနာလေဓမ္မေတိတိယမန္တိတဲ့နော်အနာလေဓမ္မလို့ခေါ်တယ်ကာမဂုဏ်အာယုန်တွေကိုပေရှားနိုင်ဖို့အတွက်နော်ကာမဂုဏ်အာယုန်တွေရဲ့အပြစ်အနာစာလို့ဆိုရပါစို့နော်ကာမဂုဏ်အာယုန်တွေဟာမကောင်းဘူးဒါတွေဟာဒုက္ခများတယ်ဒါတွေကိုရှောင်နိုင်မှသာလေဟောချမ်းသာစေချမ်းသာမှန်ကိုရမယ်ဆိုတဲ့ဒေသနာမျိုးအနာလေဓမ္မ ကာမဂုံပေချောင်းတရားပေါ့အဲ့ဒီတရားကိုမြတ်စွာဘုရားဟောလာတဲ့အခါမှာသောသောကကာမဂုံအာယုန်နေထဲမှာအလွန်မွေးလျော်နှစ်ချိုက်ပြီးတော့ပျော်ပိုက်နေကြတဲ့တတ္တဝါတွေဟာဒီကာမဂုံပေချောင်းတရားကိုမြတ်စွာဘုရားဟောတဲ့အခါမှာဘာဖြစ်လာတော့ဆိုတော့သုတ်တူတတိတဲ့ဒါကိုနားဆိုင်လာတယ်တဲ့ဟုတ်လားနားဆိုင်ထောင်းလာတယ်ကြားလိုစိတ်ရှိတယ်သုတ်တူတတိသောတံဩရဟတိတဲ့နားကိုစွန့်ထားတယ်တဲ့နော်အညာစိတ်တံဥပဒ္ဓမင်တိတဲ့ တိလိုတဲ့စိတ်ကိုရှေ့ရှုပြီးတော့တည်ထားတယ်ဆိုလိုတာကတိကျင်စိတ်ရှိတယ်ပေါ့ဒါဟာမြတ်စွာဘုရားရဲ့အံ့ဩဖွယ်ရပဲတဲ့ဆိုလိုတာကတတ္တဝါတွေကိုပြောင်းမြန်လှန်ပြစ်နိုင်တဲ့အစွမ်းမျိုးလို့ဒါဥစဉ်စိတ်ထဲမှာခံစားရတဲ့ခံစားချက်လေးပေါ့နော်တတ္တဝါတွေရဲ့ပင်ကိုယ်သဘောကဘယ်လိုရှိတော့ကာမဂုဏ်အာယုံ၅ပါးမှာပျော်တဲ့သဘောရှိတယ်ဒါကိုအလွန်တန်ဖိုးထားတဲ့သဘောရှိတယ်ဒါရှိရင်သဘောကျတယ်ဒါရှိရင်ဝမ်းသာတယ်အဲ့လိုဖြစ်နေတဲ့တတ္တဝါတွေကိုဟောမြတ်စွာဘုရားကဒါနဲ့ဆန့်ကျင်ဘက်ဟောလိုက်တယ် နော်အနာလယဓမ္မနော်ကာမဂုဏ်အာယုံဆိုတာဒုက္ခတွေဘလို့များတယ်နော်အနာလယဓမ္မဆိုတဲ့ဒီကာမဂုဏ်အာယုံပယ်ခွာချောင်းတရားတွေမြတ်စွာဘုရားအများကြီးဟောထားတာပါပေးသက်ပေါင်းတော်ကောင်းတို့လည်းပဲထိုက်တဲ့တလောက်ကြားဖို့နာဝရှိမယ်လို့ထင်ပါတယ်နော်ကာမဂုဏ်အာယုံဆိုတာကဟိုအိမ်မက်နဲ့လဲတူတယ်နော်အိမ်မက်မက်နေတော့မှတော့အမှန်တိုင်းပဲနိုးလာတော့ဘာမှမရှိတော့ဘူးဟုတ်လားဟိုလေညာကိုပြင်းရင်းနဲ့မျက်မိရှုကိုရှုပြီးတော့ယူသွားရတယ်လို့မျိုး ဲ့ဒီမိကကိုယ့်ကိုပြန်လောင်တဲ့သဘောမျိုးကာမဂုဏ်အာယုံဆိုတာအဲ့ဒါနဲ့တူတယ်။တော့ကာမဂုဏ်အာယုံဆိုတာဟိုအသီးသီးတဲ့အပင်နဲ့တူတယ်။သီးမိရင်အဲ့ဒီအသီးကြောင့်အဲ့ဒီအပင်ဟာဒုက္ခရောက်ရတယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့။အဆရှိသဖြင့်ဒီကာမဂုဏ်အာယုံတွေဟာတကယ်စင်စစ်ဒုက္ခတွေကိုသာပွားများစေတယ်။တာယာမှုကအလွန်နေတယ်၊ဆင်းရဲမှုသာအလွန်များတယ်ဆိုတာဒါပေသက်ပေါင်းသူတော်ကောင်းတို့မြတ်စွာဘုရားဟောထားတဲ့ဒေသနာတော်တွေထဲမှာအလွန်ထင်ထင်ရှားရှားမရှိဘူးလား။ရှိတယ်နော်။ အဲ့ဒါပင်ကိုကကာမဂုဏ်အာယုံကိုကြိုက်တဲ့တတ္တဝါတွေဟာကာမဂုဏ်အာယုံရဲ့အပြစ်ကာမဂုဏ်အာယုံပယ်ခွာကြောင်းတရားမြတ်စွာဘုရားဟောလာတဲ့အခါမှာအဲ့ဒါကိုစိတ်ဝင်စားသွားတယ်။သိခြင်းစိတ်ဖြစ်တယ်။ဒါကိုနားဆိုင်ပြီးတော့ထောင်တယ်။ဒါမြတ်စွာဘုရားရဲ့အစွမ်းမေးတဲ့။အလွန်သဘာဝကျကျမှန်မှန်ကန်ကန်ပြောနိုင်လို့တရားသမားတို့ဦးရင်တို့တတ္တဝါတွေကအဲ့ဒီဘက်ကိုခေါင်းလှည့်တာပေါ့။ဒါလူတိုင်းတော့မဆိုလိုပါဘူး။ထိုက်တဲ့နဲ့နားလည်နိုင်တဲ့ဉာဏ်ဆိုတာလည်းရှိအောင်မှာ။ နောပိဿတံဝရိတဘောဝိညူဟိတဲ့တရားဆိုတာပင်ကိုဉဏ်တက္ခံအားကြီးတဲ့ပုဂ္ဂိုလ်တွေသာလင် နားလည်နိုင်တာခံစားနိုင်တာကိုဟုတ်ရဲ့လားတရားဆိုတာသူတော်ကောင်းတရားဆိုတာနော်တရားဓမ္မတို့အရှင်တို့ဉာဏ်ပညာအလွန်လုံးနဲ့မိုက်မဲတဲ့ပုဂ္ဂိုလ်တွေနဲ့သိပြီးတော့မသက်ဆိုင်တယ်လို့လည်းရှိတယ်လို့ဆိုရမှာပေါ့ဟုတ်လားဒါကြောင့်မြတ်စွာဘုရားကဒီမှာသူ့ရဲ့အစွမ်းတတိပထမအချက်ဒါပြောပြတယ်လောကရဲ့သဘောကိုလည်းပဲတခါတည်းထင်ဟပ်ပြီးသားဖြစ်သွားတယ်ပေါ့ဟုတ်လား လောကကြီးကကာမဂုဏ်အာယုံမှပျော်တယ်။ဒါပေမဲ့မြတ်စွာဘုရားကကာမဂုဏ်အာယုံရဲ့အပြစ်ကိုဟောပြီးတော့ကာမဂုဏ်အာယုံကပေခွာအောင်ကိုပြောလာတဲ့အခါမှာတတ္တဝါတွေကဒါကိုစိတ်ဝင်စားတယ်။ဒါကကိုကမြတ်စွာဘုရားရဲ့အံ့ဩဖွယ်ရပါ။